မင်္ဂလာပါဒေါက်တာနိုဝဲဘလော့ကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ရှင်ပထမအကုန်ဆုံးသိရမှာကဒီချီတောက်လေးကွေးနေတယ်ဆိုတာကဘာလို့ပြောတာလဲဆိုတာသိရမယ်အဲ့တော့ဒီချီတောက်ကွေးနေတာဘိုလက်ဆိုတာကခလေးရဲ့မက်တရက်လိုက်တဲ့အခါကြလို့ရှိရင်ဒီဒူးကောင်းသားနေပြီးတော့ချီတောက်လေးကွေးကွေးလေးဖြစ်နေအောင်တွေးလိုက်မယ်အဲ့ဒါကပုံမှန်ပဲဖြစ်တယ်ဘာလို့လဲဆိုတော့ကလေးလေးတွေကမမေတို့ရဲ့ byte ထဲမှာနေခဲ့ရတဲ့ခါကြောင့်ရှင်သူတို့ရဲ့ပုံစံတွေကကွေးကွေးလေးနေရတဲ့အတွက်ကြောင့်မလို့သူတို့မွေးလာတဲ့ခါကြောင့်ရှင်လည်းဒီလိုမျိုးကွေးကွေးလေးဖြစ်နေရမျိုးဖြစ်တယ် ။နောက်ဘာကြောင့်ဖြစ်ရတာလဲ။ဒီလိုမျိုးကလေးလေးတွေမှာခြေတော်တွေကွေးနေတဲ့အလေးကအသက်နည်းနည်းထိကပုံမှန်ဖြစ်နိုင်တယ်။တချို့ကလေးတွေကြာလို့ရှိရင်လည်းနောက်နည်းနည်းနောက်ကျတာမျိုးတော့ရှိတတ်တယ်။ဘာဖြစ်လို့ဖြစ်လာရလဲဆိုလို့ရှိရင်နံပါတ်၁ကပုံမှန်ဖွံ့ဖြိုးမှုကြောင့်ဖြစ်တယ်။ကလေးတွေကပုံမှန်ဖွံ့ဖြိုးတဲ့အခါမှာသူ့ရဲ့ခြေတော်လေးတွေကစပိုင်းမှာကွေးပြီးတော့ကြီးလာတဲ့အမြဒီခြေတော်လေးတွေကပြန်ဆက်လာတဲ့အခါကြာလို့ရှိရင်ခြေတော်လေးတွေကဖြောင်းသွားတတ်ပါတယ်။ နံပါတ်1ကတော့ vitamin D ချို့တဲ့တာ vitamin D ချို့တဲ့တဲ့အခါမှာခလေးလေးတွေရဲ့ခြေထောက်လေးတွေကကွေးကွေးလေးတွေဖြစ်နေပြီးတော့ဒါကတော့အသက်နှစ်နှစ်ကျော်တဲ့တီကိုဆက်ဖြစ်နိုင်တဲ့အခြေအနေလေးပါ နံပါတ်3ကကြတော့ blast disease တို့ခေါ်တဲ့ကလေးရဲ့ဒူးကောင်းအောက်ကအရိုးတွေက ပုံမှန်မကြီးထွားနိုင်တဲ့အတွက်ကြောင့်လို့ကလေးရဲ့ခြေထောက်လေးတွေကကွေးကွေးလေးဖြစ်နေတာတွေ့ရပါလိမ့်မယ်။ဘယ်ချိန်မှာစိုးရိမ်ရမလဲ။ကလေးတွေကအသက်နှစ်နှစ်လောက်ထိကိုဒီခြေထောက်ကွေးကွေးလေးဖြစ်နေတာကပုံမှန်ပါပဲ။ဘယ်ချိန်မှာဆရာဝန်နဲ့ဆွေးနွေးရမလဲဆိုလို့ရှိရင်နံပါတ်1အသက်3နှစ်ထိကလေးခြေထောက်တွေကကွေးနေရဆိုလို့ရှိရင်နံပါတ်2 ကလေးရဲ့ခြေတော်ကတဖက်ထည်ကွေးနေရဆိုလို့ရှိရင်နံပါတ်3ကလေးကလမ်းလျှောက်အောင်ခတ်နေမယ်ဆိုလို့ရှိရင်နံပါတ်4ကလေးရဲ့ခြေတော်ကနာနေမယ်ဆိုလို့ရှိရင်တော့ဆရာဝန်နဲ့ပြသရပါမယ်ကုသရဲ့နီလာလေးပြပြပေးမယ်ကလေးဒီလိုမျိုးခြေတော်ကွေးတာက ထူးထူးခြားခြားကြီးကုသဖို့မလိုပါဘူးမိမိတို့ဒီခြေတော့ကိုဖြောင်းအောင်ဆိုပြီးတော့အတင်းကြီးဆွဲဆက်မှုလည်းမလိုဘူးလုပ်ချင်တယ်ဆိုလို့ရှိရင်တော့ဒီကလေးရဲ့ baby oil လေးလိမ့်ပြီးတော့နည်းနည်း massage လုပ်တဲ့အနေနဲ့ခြေတော့လေးကိုအဲ့လိုမျိုး massage လုပ်ပြီးလို့ရတယ်ဒါမဲ့လည်းသူ့နည်းနည်းကြာလို့ရှိရင်တော့သူ့ဟာသူ့ပုံမှန်ပြန်ဖြောင်းသွားပါလိမ့်မယ်ဒုက္ခချင်းတွေရောက်ဖြစ်တယ်ကိုေးတာဆိုလို့ရှိရင်နံပါတ်1 vitamin D ချိုးတက်တယ်ဆိုလို့ရှိရင်တော့ vitamin D ကိုဆရာဝန်ညွှန်ကြားတဲ့အတိုင်းတိုင်းချိုးလို့ရပါတယ် နမနစ်ကကြတော့ခြေတော်ဖြူပြင်းတဲ့ကဝေးရာလေးတက်စင်တာပါဒါကတော့ခလေးအယူကျော်ဆရာဝန်နဲ့ပြသပြီးတော့သူတို့ရဲ့အညွှန်ကြားချက်နဲ့တက်စင်လို့ရပါတယ်နံပါတ်3ခွဲစိတ်ကုသခြင်းကတော့အလိုရှားပါတဲ့အချိန်တွေကြမှာပဲခွဲစိတ်ကုသရတာပါဘလူကာကွယ်ရမလဲခလေးခြေတော်ကွေးတာကိုကာကွယ်ဖို့အတွက်ဗီတာမင် D ကိုခလေးကိုဆေးရည်ပါတယ်မတိုက်ခင်မှာပဲဒီမနက်ခင်းနေလေးကိုပြပြပြီးတော့နင်ပူစာလုံးပေးလို့ရပါတယ်အာဟာရကိုပြည့်စွတ်အောင်ပြပြဝဝကျွေးလို့ရတယ်ခလေးပြတ်တဲ့အခါမှာ ုံမှန်စစ်ဆေးမှုတွေလုပ်ပြီးလို့ရပြီးတော့ဆရာဝန်ညွှန်ကြားအတိုင်းနိုင်နာဖို့လိုအပ်ပါမယ်အခုဆိုရင်ကလေးတွေမှာခြေထောက်ကိုရေးတဲ့ဒီ bow leg ဆိုတာလေးကြောင်းကိုတော့သိလောက်ပြီးတော့ထင်ပါတယ်အခုလိုမျိုးဒီမိခင်နဲ့ကလေးကျမ်းမာရေးကလေးကျမ်းမာရေးအမျိုးသမီးကျမ်းမာရေးဒီလိုမျိုးဗဟုသုတတွေကိုသိကျင်နေဆိုလို့ရှိရင်တော့ကျမရဲ့ channel လေးကို subscribe နဲ့ follow လုပ်လို့ရပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်